အယိုး၆တို့အသက်ပြောင်းဝေနိုင်ကြသလားရေဆက်ကြီးလအနာဂတိကျမ်းအပိုင်း39အပိုင်းငယ်1မှ6ရေဆက်ကြီးလကျမ်းပထမပိုင်းမှာတရားစီရင်ခြင်းအကြောင်းအ riline ပြည့်နှက်နေပါတယ်ဘလို့ပဲဖြစ်ဖြစ်အဆုံးမှာဘုရားသခင်ကဤတရီလာတို့ကို အမှတ်ရပြီးပြန်လည်တည်ထောင်ခြင်းဖြင့်ခရီးတော်အကြောင်းတွေပါဝင်ပါတယ်ရေစကြလာကျန်အပိုင်း39ကဂရီတော်တွေနဲ့ပတ်သက်ပြီးကြော်ကြားတဲ့ယူပါယုံပဲဖြစ်ပါတယ်။ တရက်မှာဘုရားသခင်ရဲ့ဝိညာဉ်တော်ကရေစက်ကြီးလက်ရှိရောက်ရှိလာပြီး သူ့ကိုဂျိုင်ဝမ်တစ်ခုမှထားရှိစေပါတယ်။နောက်တော့သူကရေစက်ကြီးလက်ကိုလှပတ်ကြည့်ရှုစေပါတယ်။နေရာကအယိုးချောက်တွေနဲ့စုပုံနေပါတယ်။ထိုဂျိုင်ဝမ်နေရာမှာဘာတွေဖြစ်ခဲ့လဲကျွန်တော်တို့မသိပါဘူး။ဒါပေမဲ့အယူစုတွေကိုကြည့်ပြီးရေဆက်ကြည်လာရဲ့နှလုံးသားထဲမှာတော့ကြေကွဲနေမှာပါ။ထိုအချိန်မှာဖျားသခင်ကမေးပါတယ်။ အချင်းလူသားဤအယိုးတို့သည်အသက်ရှင်နိုင်သလောရေစတိလာကလည်းအိုးအရှင်သာဝရဖရာကိုတော်ပဲတည်တော်မူမယ်လို့ပြောပါတယ်ဖရာသခင်ကရေစတိလာကိုအယိုးဆုစီ စကားပြောဖို့မိန့်တော်မူပါတယ်ရေစတိလာကမိန့်လိုက်ပါတယ်တင်တို့အပေါ်မှာအကျော်တို့ကိုငါတင်၍ဤအသားကိုတက်စီမည်အရင်နှစ်ဖုံးလန်း၍အသက်ကိုတင်းသည့်ဖြင့်တင်တို့သည်အသက်ရှင်စေ ထိုအခါဆန်းကျတဲ့အရာဖြစ်သွားခဲ့ပါတယ်။အယိုးချောက်တွေကစတင်ရွေးရှားခဲ့ပါတယ်။သူတို့ကအတူတကွာဖြစ်လာပြီးကျဲလောင်းတဲ့အတန်နဲ့အတူအကြောတွေပေါ်လာပြီးအသားတွေပေါ်လာပြီးအရေပြားကဖုံးလွှမ်းလိုက်ပါတော့တယ်။ဒါပေမဲ့အသက်မရှိတာကြောင့်သူတို့ကမတက်မရနိုင်ကြပါဘူး။ထိုအချိန်မှာဖျားသခင်ကရေဆက်ကြီးလက်ကို ကိုရောအတွက်အသက်ရှူဖို့ပြောတော်မူပါလို့မိန့်ပါတယ်။ ရေစကြည်လကလည်းအိုးအရက်လေးမျက်နှာတို့မှလာ၍ဤအသေးကောင်တို့ကိုအသက်ရှင်မိအကြောင်းသူတို့အပေါ်လေးကိုမှုတ်တင်လို့လို့မိန့်ပါတယ်ချက်ချင်းပဲသူတို့အသက်ရှင်ခဲ့ပါတယ်။သူတို့ကကိုချက်တော့ဘောကိုယက်တီနိုင်ပြီးကြီးမားတဲ့စစ်တပ်ကြီးဖြစ်သွားခဲ့ပါတယ်။ဒီယောဘယောင်ကနေတဆင်ကျွန်တော်တို့သိလိုက်ရတာက ဖျားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ထိုနှုတ်ကပတ်တော်တို့ကို ပြန်လည်ရုပ်ဖတ်တော်မူမဲ့ပရောဖက်ရှိပါက အသက်မရှိတဲ့အယိုးချောက်တို့တော်ပြန်အသက်ရပြီးကြီးမြတ်တဲ့စစ်တပ်တစ်ခုဖြစ်လာပါတော့တယ်။ထိုအချိန်ဖျားသခင်ကရေစကြီးလာကိုဒုံနှချောင်းကို ယူလာခဲ့ဖို့မိန့်ပါတယ်။တချောင်းမှာယုတ်တအမျိုးနဲ့ကတရီလာလူမျိုးတို့ဆိုပြီးရေးသားထားပြီးနောက်တချောင်းမှာ ်အီဖရိတ်အမျိုးနဲ့အီသရီလအမျိုးများဆိုပြီးရေးသားထားပါတယ်။ဖျားသခင်ကရေစကြည်လကို ထိုဒုံနှချောင်းကိုတစ်ချောင်းနဲ့ဖြစ်အောင်ဆက်ဖို့မိန့်ပါတယ်။ထိုအတိတ်ဘယ်ကဖျားသခင်က မရေတွက်နိုင်တဲ့အကြောင်းပြချက်တွေနဲ့ကွဲကွာပြီးပြိုကွဲသွားတဲ့နိုင်ငံတွေကိုတနိုင်ငံနဲ့ဖြစ်အောင်ပေါင်းစည်းစီလိုပါတယ်။ရေစကြည်လရဲ့အမြင်အာရုံတွေက မျိုးနှမ်းသွားတဲ့ Ethereum လားတို့ကိုပြန်လည်တည်ထောင်ဖို့အတွက်မျှော်လင့်ချက်ဖြစ်စေပါတယ်။သူများလက်အောက်မှာကြားရောက်နေတဲ့ပြိုကွဲခြင်းတွေပြတ်တောင်းခြင်းတွေတို့ဖြင့်လူတို့ကနောက်ဆုံးအတူတကွာပေါင်းစည်းခြင်းကိုဖော်ပြပါတယ်။ Ethereum လားတို့ကိုတရားစီရင်ခဲ့တဲ့ဖျားသခင်ကအခုချိန်မှာယူပါယုံအစ်စ်များနဲ့ အမ်ဖွဲအမိန်တော်များဖြင့်အီတလီလနိုင်ငံကို ပြန်လည်တူထောင်စေပါသည်ရေစကြီလမြင်ခဲ့တဲ့အယိုးချောက်တို့ကတေဆုံးပြီးနှလုံးသားတို့ကကြေမွပျက်စီးနေပါသည်တုတ်ပန်းဖြစ်ခေါ်ဆောင်ခံရသူနိုင်ငံကိုဆုံးရှုံးသူအီတလီလတို့ကဒီလိုပြောပါသည်ကျွန်တော်တို့အားလုံး၆သိကုန်ပြီ ါပေမဲ့ဖះသခင်ကအစင်းရဲဆုံးနေရာမှာအသက်ကိုဖြစ်စေတဲ့အရှင်ဖြစ်ပါတယ်။ဖះသခင်အတွက်မဖြစ်နိုင်တဲ့အရာမရှိပါဘူး။ဖះသခင်ကစိတ်ပြတ်အားငယ်နေတဲ့အချိန်မှာတော့အသက်အသစ်ကိုပေးဆောင်သူပဲဖြစ်ပါတယ်။ဖုရားသခင်ရဲ့နှုတ်ခွတ်တော်နဲ့တန်ရှင်းတဲ့ဝိညာဉ်တော်တို့ကလူသေးများကိုကယ်တင်ပေးပြီးကြိုကျနေတဲ့နေရာများကို ပြန်လည်တည်ဆောက်ပေးပါတယ်။ကျွန်တော်တို့လည်းနှုတ်ခွတ်တော်များကိုဆွဆွမြဲမြဲနာခံတဲ့အခါ ဖရာသခင်ကကျွန်တော်တို့ကနေတစဉ်ပြန်လဲတီထောင်တဲ့သမိုင်းကိုပြုလုပ်ပေးပါတယ်။